တင်ကြရင်သူတို့နှစ်ယောက်ဒီအထူးကယူပြုကငွေကိုစေ့ကြလေသည်မတ်သည်တပတ်လင်5ဒေါ်လာမြတိုး၍ရလေသည်ထိုငွေကိုဆရာဝန်ပေးပို့ထားမကကြည်ပြမကြံရေတွက်နေစဉ်သူမကမေးထောက်၍သူဘေးတွင်ထိုင်နေလေသည်မောင်တို့တက်နိုင်ပါလေဟုနောက်ဆုံး၌ဂနန်းစလုံးနှဲငယ်ဖြင့်ပြည့်အောင်ရေးထားသည့်စာရွက်စီမှခေါင်းထောင်ကပြော၏ ဝမ်းသာလိုက်တာကလေးအတွက်ကုံထဲငွေကိုမွေးလာတဲ့အခါကျလို့မှမပေးနိုင်ရင်စိတ်ညစ်စရာကြီးဒါပေမဲ့ဒေါ်လာ90နဲ့ဝန်စားဝယ်ဖို့လောက်ပါမလားဟင်တေးချစုတေးချရလားသူမဒီကောင်းညိတ်တိတ်ကိုတေးချပါရလေထုံငွေနဲ့ပြည့်စုံအောင်သူမကြည့်လို့ရမည်ဖြစ်အလုံးကိုသူမကိုယ်တိုင်လောက်ခငွေကိုထက်၍မတုံးမဲနေရမည် တခုကတော့ငွေနည်းနည်းလောက်ရအောင်စုလွယ်လွယ်လေးလုပ်နိုင်ပါတယ်ဟုသူမကပြောလိုက်၏လိုလေးမလုံရပါဘူးခမညာကျွန်တော်သားအတွက်ကျွန်တော်ကအကုန်ခံရမှာပေါ့စုရဲ့သားရောမဟုတ်ဘူးလားမောင်ပြောတာနားလေတဲ့မဟုတ်လားစုဟုသူကတင်းမှဆိုပြောကသူမကိုစရွက်ကလေးကန်းလိုက်အဲ့ဒါတွေကစုဖို့စီကံချက်တွေပဲ ဒါရီထက်နေအကျယ်ဝင်းထဲမှာလုံးဝလွတ်လပ်ခွင့်ရပါတယ်ကလေးမှာနောက်ဒီနေ့မနက်နိုင်အိမ်ဒီမနက်ခင်းဤတန်ရှင်း၍ပြုပြင်လွယ်သောအချိန်နှင့်သူမကိုပြန်ကြည့်နေသည့်အထိအိမ်ကိုပြင်ဆင်ပြီးတော့ဘရင်းနိုင်ထိုင်ကဆောင်ရွက်ပေါ်ရှိကနန်းများကို ကြည့်လေ၏ဒေါ်လာ50ထိုများသောနေကျင်၌သူမသည်လုံးဝလွတ်လပ်ခွင့်ကိုရသည်ဘာရီလုံးနိုင်သည် ဘလောက်ကောင်းမွန်လှပသည့်အစများကိုဝဲနိုင်သည်နုနယ်သေးကွေးသော ပုံကလေးများဖြစ်လာအောင်လုပ်ဖို့ဘလို့ပစ္စည်းများလိုသည်ဆိုတာကိုကြည့်ရှုရအောင်ပါပျော်စရာဖြစ်အောင်မည်။အိုးပျော်စရာဖြစ်ပေအောင်မည်။သို့တော်ဆိုင်ကများရှိအထူးကံများကိုသူမသည်နှံ့အောင်ရှောက်ခဲ့ရာသူမတိရသည်မှာထုံငွေ90သည်။မောင်တို့ပေးနိုင်တာကိုသာမောင်တို့ကလေးတွေရမှာပဲဟုမက်ကညာကပြောသည်။ သူ၏နှုတ်ခမ်းများကိုကြစ်ကြစ်ဆွေပြေးနေသည် မနက်ကမူနှဆိုင်စိမ့်မြတော်တော်ကိုကြည်ကသူမသည်တယောက်ထဲထိုင်နေပြီသူမကတော့ဘာကြောင့်အကုန်မခံရပါသလဲသူမတက်နိုင်သမျှကလေးကိုမပေးရဘူးဟုဒီမှာအကျိုးအကြောင်းမဆက်ဆက်အစွမ်းကုန်လုပ်ရမည်သူမဘာကြောင့်မက်တယောက်ထဲချစ်ရပါမလဲစစ်စစ်မိမသည်ယောက်ျားထက်ပို၍မိမိကို မိမိအချိန်ကိုပေးနိုင်ပေသည်ထို့ပြင်တခြားနီလန်းဖြင့်သူမကပေးနိုင်သည့်အရာကိုဘာကြောင့်မပေးဘဲထားရပါမလဲအိမ်နောက်ကနေရာဝင်သောအိတ်ခန်းကိုကလေးခန်းလုပ်နိုင်သည်ကလေးနှင့်တင့်တော်သည့်ပရိဘောကတည်တည်ငယ်ငယ်ကလေးများထားခြင်းသည်ဒီထက်ကောင်းလုပ်เสียလဲမလိုအပ်သူမကငွေရအောင်တတ်နိုင်လျက်မလုပ်လျင်သူ့အပေါ်တရားကြမည်မဟုတ် သူမသည်ဖြတ်ခနဲထာ၏မတ်သည်သူမနှင့်တကွာကလေးကိုပါချုပ်ချင်နေခြင်းဖြစ်တော်သည်ဒါကိုသူမြင်ရသူမြင်လာအောင် သူမလုံတော်တဲ့သူကြာမြင့်စွာငေးမောကြည့်နေပြီလင်အပေါ်ထက်သူတတ်၏အစိမ်းရောင် tree ဝစ်စုံကိုလဲ၏တင်းငယ်သောအုတ်ထုပ်ညိုကလေးကိုစောင်းကမြဲမြံဖြက်လက်စွာ Mrs. Pounder ၏အိမ်သို့လျှောက်ခါ လူခေါ်ခေါင်းလန်းကိုဆွဲလိုက်သည် Mrs. Fountain ကိုတွေ့ပြရစီဟုအောက်တော့ဖြူဆောင်သည့်အစီပါမိမကိုပြော၏ Mrs. Fountain ဥယျာဉ်ထဲမှာရှိပါတယ်ဧည့်သည်နဲ့တွေ့မို့ဟုထိုမိမကစုတ်ဆိုင်နေစဉ် Mrs. Fountain သည်ပွင့်နေသောပြင်းတကားပေါက်မှနှင်းစီပန်းများတပွေးတပိုက်ကြီးနှင့်လင်းမြန်စွာဝင်လာ၏။"အိုးညရောက်နေတာဟု ကျုပ်တို့တောင်ညီချောင်ခုပဲပြောနေကြသေးတယ်။လူတကာတော့မြန်းနဲ့မောင်ယူယူနေကြပြီလေ။ဒေးဘေးပါနေလာလာချင်းကျုပ်ရုပ်ကလေးကို ပြလိုက်ရအောင်မယ်။ဥယင်နဲ့သွားရအောင်လားဟိ။အော်ဒိုရာဒီပန်းတွေကိုရေထဲစိန်လိုက်စမ်း။ Mrs. Pounding လမောင်းဒီသူမ၏လမောင်းကြတဲ့ဒိုးဝင်လာခဲ့သူကိုစူဆန်သိရလေ။ Mrs. Pounding ဖော်ရည်ရင်းနှီးသောစကားလေးတန်တွင် စူဇန်မျောပါယူသွားလိမ့်၏လူတိုင်းပင်များနှံ့မှောင်ယူယူနေကြပြီဖြစ်ရာ Mrs. Pounding အတန်တွင်နတ်ရုပ်ကလေးအတွက်တန်လျာဖြစ်ဟန်ရှိတော့ချီသူတို့အားလုံးများနှံ့မှောင်ရုပ်တွေလိုချင်နေကြကုန်ပြီလေကလေးမရေ Mrs. Pounding သည်ကြံလက်တစ်ဖက်ဖြင့်ရေကန်တစ်ဝိုက်တွင် ပြင်းဟီလေးတွဲစွာထိုင်နေကြသောမိန်းမများကို အာရပါရလှုပ်ရမ်း၍ပြ၏မိမတရေဤဝစ်စားများမှာ နောက်မှညိုမ၍အမြဲစိမ့်လန်းသောတောစီယိုးကိုဆန့်ကျင်ကပြာတဒန့်ဝါတလဲဤတချို့နှင့်ရှိပြီဒီမာလေးမြန်နမောင်ရဲ့မိကလေးရှင်ခု Mrs. Founding ကအော်ပြောလိုက်၏စူဇန်သည်သူတို့နားသို့ရောက်လျင်မိမတို့တွေကကျင်နာတတ်၍မျိုးရိုးကောင်းမွန်သည့်ရသောမျက်နှာများကိုမော့ကြလေသည်စူဇန်သည်လက်ကောက်လက်စွပ်များအကွင်းကွင်းရှိသည့်နူးညံ့သောလက်များကို ဆွဲယူနှုတ်ဆက်ရလိမ့်၏မိမဒရေရဲ့တများကလည်းဖော်ရွေစာပြောကြသည်မှာရေကန်ထဲမှာသူ့ရိပ်သူကြည့်နေတဲ့လူကလေးကို ကျမတော့တိတ်ချစ်တာပဲရှင်ထူရာရာတာမန်များနဲ့မောင်ယုတ်ကလေးများမခပါဘူးရှင်ကျမဘဘောပါထုပေးဦးမလဲရှင်ဘာလို့ကျမတလဲဟု သူမကဖြတ်ခနဲမေး၏ ူမဒီကိုလာသည့်အကြောင်းတော့မတ်ကိုပြောရမဖြစ်ကလေးမကသူ့ကိုသူ Mrs. McKinney လို့ပြောတာပါပဲ Mrs. Founding ကသူမ၏အောင်မြင်သောအတန်ဖြင့်စီစီလွင်လွင်ပြောလေ၏ဒါပေမဲ့သူဟာစူဇန်စူဇန်မှာပဲမိမတရွေဒီလွယ်ကူလျင်မြန်စွာစူဇန်နဲ့ရင်းနှီးသွားကြလေသည်။"အိုးစူဇန်ရဲ့ကျမဥယျာဉ်ထဲလာကြည့်စမ်းပါပြီးတော့ရုပ်တစ်ခုထုတ်ပေးပါနော်" ရေပန်းကလေးတစ်ခုဖြစ်ဖြစ်ပေါ့စူဇန်ရှင်ကောင်းပုံထုလေးရှိလာရင် ကျမမှာကလေးတစ်ယောက်ရှိတယ်သူကောင်းလေးကြည့်ကြည့်ရင်တော့ခရစ်တော်မွေးစားအတိုင်းမှာပဲရှင်သူတို့ဤနှစ်လိုပွဲကောင်းသောဖော်ရွေခြင်းမှာလိုက်ပါမိကစူဇန်ဒီအားလုံးကိုဂရုပေးလေဟုတ်ကဲ့ရှင်ဥယျင်ကိုလာကြည့်အောင်မယ်ရှင်သားလေးကိုလည်းတွေ့ချင်လိုက်တာထို့ဥယျင် စတေမာလာ၏နူးညံ့သားပြေသောထိုလင်ကြီးကျင်းငွေကြွယ်ဝ၍လှပသော ထိုမိန်းမများကြောင့်ထိုကာလမှာဒနာရီစာအုပ်မှ စာမျက်နှာတရွက်နှင့်တရံတူလာပြီချမ်းသာသူများဟာဘာကြောင့်များ ဖော်ရွေချခြင်းနာကြပါလဲတေးကွေ၍စိတ်ထက်တန်တော်လဲចောင်းကြမကင်းရှိတတ်သည့်ဆင်းရဲသောမစ္စဆန်ဖို့ကိုတွေးမိ၏ ထိုခိုက်တွင် Mrs. Founding ပြောပြနေသည်မှာမင်းကလေးမှာသူမတူတဲ့စူတောင်းရှိခဲ့တယ်ရှင်။တနေ့နေ့တော့ကျမတို့အားအသိအောင်သူတခုခုလောက်ပြလိမ့်မယ်။စူဇန်ဒီအကြောက်တွန်းနဲ့မော်ရွေကြည့်ရာ Mrs. Founding အာမခံဟန်ဖြင့်ကျင်လာသောအပြုံးကိုတွေ့၏။"အိုးဒီလိုတော့လည်းမဖြစ်"ဟုတ်။"သူမကစယုံရှိသည်"ဟုတ်ပါတယ်ညီဖြစ်နိုင်ပါတယ်" ဟုမစ်ဖောင်တိန်က"သူမအုပ်ထုတ်ဖြင့်သူမဘာသာရက်ခတ်ရင်တထစ်ချပြောလို့သည်"တနေ့နေ့မှာမြားနဲ့မောင်ရုပ်ကလေးကိုလက်ညှိုးထိုးပြီးပြောပြရမှာရှိသေးတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်။အဲ့ဒါစူဇန်ဂေးလော့ငယ်စဉ်ကလက်ရာပေါ့။သူဒီမှာနေသွားတာရှင်။တိလာသူကလေးဘွားရဲ့အိမ်လေးအဲ့ဒီလိုပေါ့အေးရဲ့အမလီကျမလမနေစီစုမြတ်သွားပြီ။ Mrs. Pounding ဒီစက္ကနဲတော့ငါသူမ၏လက်မကိုပါဇက်ဖြင့်ငုံလိ၏။ကျမလှုပ်ပြီမေ။ Susan ကပြောကာ Miss Pounding လက်ကိုဆွဲပြီးသူမကိုယ်တိုင်လက်မနှင့်လက်ညှိုးညှက်ကာစူးကိုထုတ်ယူသည်။ညီလက်တွေညီပြန်ချီးစမ်းဟု Mrs. Pounding ကလှုပ်ခနဲပြောကာ Susan ၏လက်များကိုမောက်ခလန့်ကာကြည့်လိုက်သည်။ဒီလိုလက်မျိုးများမြင်ဘူးဖြစ်လား။ မိမများကအသက်မရှူနိုင်အောင်စိတ်ပါဝင်စားခြင်းနဲ့သူမ၏လက်ကိုဝိုင်း၍ငုံကြည့်ကြလိမ့်မည်။မက်တာမဒီလို မကြည့်ဘူးခဲ့ပေ။ဟော်ရီလက်ထိတ်ကလေးတွေညင်းလား။ဟုမစ္စစ်ဖောင်တိန်ကမေးနေ၏။လက်ထိတ်ကဝင်းလဲဝင်းပြီးတန်လဲတန်တယ်။ဒီအထဲကပိုးကောင် နှုတ်ခမ်းမွေးလောက်နူးညံ့ပျော်ပြောင်းနေတယ်။ဘယ်ဘက်ဖြစ်ဖြစ်လန့်ချိုးနိုင်နေတယ်။ စူဆန်း၏လက်ညှိုးကိုစပရင်ချောင်းကဲ့သို့နောက်ပြန်လှန်၍ချိုးပြလေ၏စူဆန်လည်းသူမ၏လက်ချောင်းများကိုမိမိကိုယ်ပိုင်မဟုတ်သည့်ပမာ ထိုင်၍ကြည့်နေလေသည်သူမလက်များ၌အမှန်ပင်တစုံတရာရှိလေသလားမစ္စစ်ဖောင်ဒိန်သည်လက်ချောင်းများကိုချစ်စနိုးပုတ်ရင်းစူဆန်ပေါင်ပေါ်အသာရာတင်ပေးလိုက်၏မစ္စစ်ဖောင်ဒိန်ကို မြဲမြံစွာပြော၏ ညနှမောင်ရုပ်ကလေးညီးယူလာကလေးကညီးဟာဘလိုမင်းကလေးလဲဆိုတာကြုတ်သိပါလေတကယ်တမ်းပြောရရင်တော့အစာဦးကဆိုရင်ညီမဖြစ်နိုင်တာလောက်လာမှာပဲလို့စိုးရင်မိပါရဲ့လူကြီးလူကောင်းတယောက်ရဲ့တမီပညာသင်ဘူးတက်ဖူးတဲ့မင်းကလေးတယောက်မြပဲပေါ့ဤဒါပေမဲ့ရုပ်ကလေးလဲညီးယူလာရောညီဟာဘဲမှမွေးတဲ့ညီမိဘဘသူ ဖြစ်တယ်ညီဘသူကိုလက်ထက်တယ်ဆိုတာအိုးဘာပဲဖြစ်နေနေကိစ္စမရှိပါဘူးဆိုတာသိရတယ် တနေ့နေ့မှာတော့ဒီမျိုးကထွက်သွားဖို့တော့စဉ်းစားလို့မရပါဘူးစူဇန်ကလင်းမင်းစွာပြော၏ဒါဟာကျမရဲ့အိမ်မှာဒါဟာကျမရဲ့အိမ်ပဲကျမရဲ့တငယ်ချင်းတွေကျမရဲ့အိမ်သားတွေကျမတခြားမှနေဖို့စဉ်းစားမရပါဘူး Mrs. Founding ကပြုံးကတန်းဝေလီသည်ညီကလေးပဲရှိသေးတယ်စူဇန်ဂေလော့ဟုမှတ်ချက်ချ၏အလို ကျုပ်အိတ်ချင်နေပြီကွာရှင်တို့အားလုံးအပြင်ညာရင်ကျမတိတ်သဘောကြမှာပဲစူဇန်ရေသူတို့ကိုခေါ်သွားပြီးဘာလို့ကျင်နေဆိုတာကြည့်လို့ပြလိုက်ပါအောင်မိမတတွေလည်းတပြိုင်တည်းရည်ကြလိမိမနေအောင်မမူစူဇန်အတွက်အပျော်အပြက်ရန်ဖြစ်နေကြပြီကျမဥယင်ကိုအရင်လာပါရှင်ဟင်းဒိုင်ယန်နာရှင်လက်တိရသားနဲ့ဒီနှစ်ပတ်အတွင်းမှာပဲမိုက်ကယ်ចောင်းသွားရတော့မှာ စူဇန်ကပြောဒီမှာနှစ်ခုစလုံးကျမလုံနိုင်ပါတယ်စိတ်ချပါလေဘာလို့ရမယ်ဆိုတာသိပြီးကျမလုံလိုက်ရင်အင်မတန်မြင်ပါတယ်ကောင်းပြီလေမိုက်ကယ်ကပထမနောက်တော့ကျမဥယင်ပေါ့ဟုတ်လားသူမဒီကားတစီးတဲ့ရောက်ခါလိုက်ပါသွားရဲ့ Mrs. Founding ကတတူးပြောချင်ရည်ညီစလာပြီလေစူဇန်ဘယ်မှာဆုံးမယ်ဆိုတာတော့ဖျားသိပါတယ်ကို သူတို့ဒီမြို့ပြင်၌မိုင်းများစွာသွားပြီးကြီးမားသောအိမ်ပြူကြီးရှိဝယ်ရက်ကြလေ။အိမ်နေရာမှာတခါကကျွေးတင်သောလေရှင်တဦးပိုင်ဆိုင်ဘူးပေ။စင်ဆွေရောင်နေရင်နဲ့ဧကန်းတွေစူဇန်ရက်ပြီးမှဖမ်းမှန်စီသောခန်းစီများတက်ဆင်ပြီးအခန်းရှိတဲ့သူဝင်ရောက်နေသည်။ရွှေရောင်စပင်ကွေလင်လင်နဲ့ထွားချိုင်းလာသော၁၄၅နှစ်ရွယ်ကောင်လေးတယောက် စာအုပ်တအုံးနှင့်ကလထိုင်မိုကုယုကာယထိုင်ကနေဒီကိုတွေ့မိုက်ကေဟုသူ့အမိကခေါ်လိုက်ရာသူကခေါင်းထောင်လိုက်လေ။ဘာလဲဟုပြော၏။သူ့တမ်းမှာရှင်သိုးတော့လေသူ့ခေါင်းကနတ်သားကလေးခေါင်းပမာပင်။ကြည့်ပါဦးဒီခေါင်းလေးမျိုးကြောင်းနဲ့ဖြစ်ဖြစ်ကျင်းနဲ့ဖြစ်ဖြစ်ဘာနဲ့ဖြစ်ဖြစ်လေထူပြီးသားလိုချင်တာ။ကျမကိုအပြစ်ဆိုမလား။ ဟင်အင်းဟုစူဇန်ကဖြစ်၏။ကြောင်မဖွယ်ကောင်း၍လပမွန်ရီလာသည့်ရခင်ကစိတ်အလိုသည် ပိတ်ဆို့ထားသည့်ရေတံခွန်ကို ဖွင့်လိုက်သည့်အခါကန်ထွက်သည့်ရေပမာထကြွ၍လာချည်မစူနိုင်ပါဘူးတိတ်လာတာပဲနော်။ခမရတိတ်တိတ်နေစမ်းဟုကောင်လေးကစာအုပ်နဲ့မျက်နှာမခွာပဲရွတ်တယ်။မင်းသာတိတ်တိတ်နေစမ်းဟု စူဇန်ကပြော၏မင်းကောင်းကိုကြည့်ရအောင်မင်းအမေကလည်းမင်းကောင်းပုံလှုပ်စေခြင်းနဲ့ငါကလည်းလှုပ်ရလိမ့်မယ်ကြုံမလို့ခြင်းမဟုခူကောင်လေးကပြော၏ကျွန်တော်တိတ်ဆိတ်ပြတ်တာပဲเจ้ามาတခြားကောင်တွေရှိမှလဲအမေဟာဒီလိုပြောနေတာပဲကျွန်တော်ကောင်းပုံတော့မလုပ်စေရဘူးစူဇန်ကဂျီမောကဒါ ਉ မင်းပဲတတ်နိုင်မှာလဲငါတော့လုပ်ရမှာပဲ ဘလို့လုံးရတယ်ဆိုတာမင်းကိုတည်တည်ချာချာပြရအောင်မင်းသိပျော်စရာကောင်းလားဆရာမင်းစိတ်ပိုင်လဲရှွန်းဆက်နိုင်နေဟိမင်းကောင်းကိုရှွန်းနဲ့အရင်လောက်ပြီးမှကြေးပုံသွင်းရမယ်ကွာဒါကြေးနဲ့သွင်းမှအကောင်းပါဟုတ်သူ့အမိဘက်သူလှဲ့ပြောသည်မိမနှစ်ယောက်သည်အနားမှရက်ရွနေသူတို့၏မြန်ဆန်သောချီးကျူးခြင်းကိုခံစားရကစူဇန်သည်အားရှိလာလေ၏ ငါအိမ်ကိုနေလဲကြရင်လာပါလားဟုမိုက်ကယ်ကိုပြောနှစ်နာရီလောက်မှဒုနေရအတူတူလုပ်မယ်လေမင်းနဲ့ငါဟုတ်လားကောင်လေးကမဝေခွဲတဟန်နဲ့သူမကိုကြည့်ကျွန်တော်မြင်းနဲ့လာခဲ့မယ်ကောင်နေစူဇန်ဒီကောင်လေးထံမှာလှည့်လာခဲ့ဥယင်ကဘယ်မှာလဲကောင်လေးမိကတူတူပြောသည်မှာ သူ့ကိုနိုင်အောင်ဘယ်လိုကန်ရမယ်ဆိုတာရှင်းသေးတာပဲမိုက်ကယ်ဟာဘလောက်ခေါင်းမာတဲ့ကောင်းကလေးလဲဆိုတာရှင်းမသိသေးဘူးသူများចောင်းပြန်သွားရင်ကျမတိတ်ဝမ်းတာရတယ် goodbye susan ခေါင်းပုံကိုဘယ်တော့မြင်ရမလဲတပတ်ပါပဲရှင်နဲ့ပြောတာလေဩဩကျမနဲ့မိလိုက်တာအဲ့ဒါဘလောက်ကြမလဲ susan ဒီအသက်ပြင်းပြင်းရှူသွင်းကပြောချလိုက်ဒေါ်လာ200ပါပဲ ဟုမြဲမြံစွာပြော၏။မိုက်ကယ်၏အမိကတခဏမျှသူမကိုကြည့်ကမြဲမြံပင်ပြော၏။ကောင်းပါပြီ Mrs. Kilo ။သူမစိတ်ထဲတွင်ကြည်ကြည်သည်မကြည်သည်ဘလို့တွေးသလဲဟု၍တော့သူမမပြောနိုင်ချေ။ဒါဟာအရေးမကြီးပါဘူးဟုဥယျာဉ်ထဲ၌ဆူဆန်တွေးမိ၏။ Mrs. Winterway အတန်ပြက်ပြက်ကမူပေါ်ပါစွာပြောဆိုနေပြီ။စူးကြုံမင်းကတော့သူ့တဘာဝလျာပန်ပါမုံကလေးဖြစ်နေပြီလေ ဒီတော့ရေပန်းကလေးတစ်ခုရှိလိုက်ရင်ဘလောက်ကောင်းမလဲဟုတ်ကဲ့ဘူပြောရင်ပန်းပောင်မှုကိုစိမ့်စိမ့်ကြည့်နေရေပန်းရေနဲ့ကြောက်တုံးနဲ့ပတ်သက်၍သူမ၌စိတ်ကူးညံများအမြဲပွင့်ခဲ့ပြီလူတွေဝဲကြခေါ်ဝေါ်ကြသည့်ရေပန်းဆိုသောအရာများကအယုတ်ဆိုးသည်ဟုထင်ရေသည်ထိုအရာဤဒသိတ္တိတသာဖြစ်ရမည်ဟုထင်ရေသည်သာရေတကြီးပေါ်လွင်၍မနေရ ကျမစိတ်ကူးတိုင်လို့ရမလားကျမလေရေရဲကြောက်တုံးရေကိုပေါင်းပြီးတော့ရုပ်ပုံတပုံဖြစ်စီခြင်း ਨੇ ရေပန်းဖြစ်အောင်လေးမဟုတ်ဘူးရှင်လုပ်ပြီမလားဟုမစ္စစ်ဝင်တာဝဲကမေးဤနားထောင်ရတာနဲ့အတော်သဘောတွေ့စရာကောင်းနေဘလောက်ကြမယ်လို့ထင်လဲဟင်ကျမရဲ့ရုပ်ပုံကိုမမြင်သေးခင်တော့မပြောတတ်သေးပါဘူး။ဒါပေမဲ့ရှင်အတတ်နိုင်ဆုံးပြောထားရင်တော့ကောင်းပြီလေ ကျမတို့ဒေါ်လာ900လို့ဆိုရင်ကောကောင်းပါပြီ။ကျမစိတ်ထဲမှာထားပါမယ်။သူမကားနဲ့လိုက်ဖို့ဤ။သူမရဲ့အိမ်လေကားထင်များစီတို့ရောက်တော့အသားမဲမော်တော်ကားမောင်းသမားကတကားဖွင့်ပြီ။သူမလည်းထွက်လာက သူမဤလေကားများမှတက်၍သူမဤအိမ်တွင်သို့ဝင်၏။လုံငယ်သောနာဤအနေငယ်ခန်းကထိုင်နေခဲ့သည့်နားနေရခန်းတွင်၌ သူမသည်အုတ်ထုတ်ဆောင်လျက်သားပင်ထိုင်နေ၏စပွဲပေါ်တွင်မက်ဤစလုံးများကနန်းများပါသောစာရွက်ရှိသည်မက်ကဒေါ်လာ50ဟုရေးထားပြီးဝင်းဖွင့်ကွင်းပိတ်နှင့်စူဇန်အတွက်သမတ်ချက်ဟုရေးထားသည်သူမကတော့ဒီမနေ့အပြင်ထွက်ကဒေါ်လာ900ရှာခဲ့ပြီဖြစ်၏ဒေါ်လာ900ကိုမကြခင်ရအောင်တော့အနည်းဆုံးသူမလုံနိုင်၏ သို့တော့သူမအား၆လန့်နေဒီမှာထိုကိစ္စမဟုတ်ပဲဘယ်နည်းနည်းမှငွေမဟုတ်နိုင်တော့ပုံမကြီးမှအပြန့်ကျဲသည့်တစုံတစ်ခုဖြစ်ပေ၏သူမ၏ပတ်လည်တွင် ရှိစီဖို့အတွက်မက်ကျိုးစားပန်းစားအလုံးလုံးပြီးတိဆောက်ရသည်မက်ဤအိမ်အာနွေသောနိုင်ငံများရှိသည့်ဒီအိမ်ဒီမနက်ဖို့တော့ဒီအရေကိုသူမအဝေးသို့ပြစ်ပယ်ခဲ့သည်ဖြစ်၏ ီယာများထက်သူမကြော်လွန်သွားခဲ့သည်မိုက်ကယ်ထိုင်နေသောအခန်း၏အခန်းဘူအခန်းမြောင်ကလေးလောက်သာသူမထိုင်နေသောအခန်းကလေးကျယ်ဝန်းပြီတိုးပေမဲ့ဒီအခန်းလေးကိုသူမချစ်၏သူမနှင့်မက်တူအတူနေဖို့အတွက်အတူတည်ဆောက်ခဲ့သည်မဟုတ်လားသူမသည်တန်တိတ်ထန်ချပြီးဟန်နှင့်ထိုင်မက်ကိုရိုးရိုးရှင်းရှင်းပြီချစ်ရေစူးလောက်တတ်တဲ့အားရှိတယ်ဆိုရင်ဘာကြောင့်စူးမလောက်ရမှာလဲခွေ ဟုမပြောနိုင်စရာအကြောင်းမရှိထိုနာမူကသူမသည်ငွေအကြောင်းပြောပြမည်မိဖို့ကြောင့်တွင်လည်းနေလေစားဖြစ်သောပေါမုံနွားနုပန်းသည်တလုံးတို့အပေါ်တွင်အတွေ့နဲ့ပြန်သည်မတ်ကိုပြောဖို့ခဲရင်းစီသည့်အရာမှာငွေမဟုတ်အေးလေငွေသာဖြစ်ပေတော့သည် အကယ်၍အဲ့ဒါသည်ငွေသာဖြစ်ခဲ့လျင်ဘာမှမဟုတ်တော့ချေနေ哦 ဒါလည်းမဟုတ်သေးဘူးထင်တယ်။အဲ့ဒါဒီငွေထက်ပိုဤအများကြီးပိုဤထို့နောက်မူကတိတ်ဆိတ်သောအိမ်အတွင်း၌တယောက်ထီးထီးရှိရင်အာလုံးဒီသူမထမထွက်ခွာဤသွားကကောင်းလေးကောင်းနှင့်ညှို့မှောင်သောစူးချုံပေါင်းမှုသာကြံရစ်လေ၏။သူမဤကလေးဖို့ငွေလိုသည်ဆိုရပင်မိလျော့သွား၏။ ရေနှင်းကြောက်ထိုနှစ်ခုသည်ကြီးရည်တဲ့မိမတို့၏ခြံတွင်းမှဖြစ်လျက်နေပင် လောကုတ္တရာဆန်နေသောအမြဲစိမ့်လန်းသည့်တစ်ပင်ဟူများ၏ရင်းကျက်သောအစိမ့်ညွညို့ကိုဆန့်ကျင်ကဘလို့တရံဆောင်တတ်နိုင်ကြပါမလဲသူမသည်မိဖို့ကြောင့်ဤစာရွက်ထက်ကိုယူက ခဲရန်တချောင်းနှင့်ရေးဆွဲစပြုလေ၏တကားခေါင်းလောင်းတဲ့သည်သူမ၏အိမ်မက်အတွင်သို့စူးရှစွာမြည်လာမှတကားဝသူပြေးရ၏ မိုက်ကယ်ကတေးသွယ်မြင်မာသောကိုဟန်နှင့်မြင်းထိန်သမားကင်ထားသည့်မြင်းညူကိုနောက်ခံပြုလျက်ရက်နေ၏ခမရွှွန်းနဲ့လောက်တာကြည်ကျင်လို့သာကျွန်တော်လာတာသိရလားဝဲလင်းဆောင်ကပင်မလဲဟုကောင်လေးကမလုံမလဲကာဝဲကဖုံးကဖိကပြောလိမ့်ဤအဲ့ဒီအပေါ်ဆုံးမှာပေါ့ကွယ်မင်းကလည်းဟုဖြစ်ရင်သူ့ကိုအပေါ်ရက်သူခေါ်ဤကောင်လေးဟာပြောရအင်မတန်ခက်လိမ့်မလား သူမသည်တန်တရားဖြစ်စွာပင်ဝဲလင်းဆောင်တကားကိုဖွင့်။ကောင်လေးကမတ်တက်ရက်ခါလှဲ့ပတ်ကြည့်ရှု၏။ဒီထဲမှာဘာမှလည်းမရှိဘူး။ဟုကောင်လေးကပြော၏။မင်းရဲ့ငါရဲ့ရှင်တုံးဒီပြင်ပါလို့ခြင်းသေးလို့လဲ။